ဟယ်လိုမင်္ဂလာမနက်ခင်းပါကျွန်တော်ထက်တည်ရတာလေးတစ်ခု ပြောပြမလို့ကျွန်တော်ထက်တည်ရတဲ့ဟာကမြောင်းမြမျိုးဘော်ကအခုလက်ရှိဖြစ်နေတဲ့ခလေးလေးနဲ့အနစ်နာတဲ့ခလေးလေးနဲ့နီးတဲ့အိမ်ရပေါ့ဘုရူဘွားသူ့အကောင့်ပါဆိုတော့ကျွန်တော်ပြောလို့မရဘူးလीအ အဲတော့ကျွန်တော်ကိုကြီးလာအဲကျွန်တော်ဟိုင်းပြီးတော့စကားပြောပြကြတယ်ကျွန်တော်ညအဲကျွန်တော်ညတနာယီနှစ်နာရီလောက်မှကျွန်တော်အိပ်ဖြစ်တာအကျုံမှန်လေးလည်းပြန်ကြည့်တယ်ချိုးမှန်လေးတော့ပြန်ဖြည့်ပြီးတော့ဘောနော်အဲတော့ပြောနေတာဗျာကျွန်တော်ကိုဝင်မှန်လာတဲ့အထဲမှာအာမိမက်လှုပ်လေးဗျာမသွားသေးဘူးလားဘာလားညာလားမနော်ကျွန်တော်သွားမှာဖျားဘူးမဟုတ်ဘူးလေအလူမင်္ဂလာတောင်လည်းမဟုတ်ဘူးလေ ဟုတ်လားဒါလေးတော့ရှိတာဗောနော်အခုကြွပြောနေတာကဒီကောင်မလေးနဲ့ကာယရှင်ကလေးမလေးနဲ့အဲကျွန်တော်ဒီနေ့ကျွန်တော်အထင်ပါတော့ကျွန်တော်စကားပြောခွင့်ရတော့မထင်တဲ့ကျွန်တော်ကျွန်တော်ဘုံကြီးကြောင်းတာတဲ့မြို့ဘဝလူဘဲအဲသူ့ရဲ့သူပြောပြတာကလေကောင်မလေးကကလေးမလေးရဲ့အဖွားရဲ့ကလေးမလေးရဲ့အမေရဲ့ နေတာဒါသူတို့ဟိုဘာမလို့ဖေးရတော့အိမ်အောင်ကွဲနေတယ်သူတို့သူ့အမေနဲ့အိမ်အောင်ကွဲနေတယ်ပြောတယ်ဒါတော့သူပါရှင်တယ်ဘောနောအဲနောက်တစ်ခုကအဲဟုတ်မန်နီဟုတ်ဟုတ်လားမှားလားမှန်လားမှားလားဆိုတာလည်းထားအောင်အဲတခါတကယ်တကယ်ထက်စိတ်မကောင်းတော့ဘောနောအဲ့မှာလူကြီးပိုင်းတယောက်တည်းရပဲကလေးမလေးကိုအဲဒီပြဿနာဖြစ်ပြီးအဲခေါ်တွေ့တယ်ဘာကြလိုင်းပေါ်မှာလည်းတွေ့ပါတယ်ဒီစာတွေကတော့ကျွန်တော်တော့ ကိုကိုယ်တိုင်မဟုတ်တဲ့ကိုကိုယ်တိုင်အမြင်တွေ့အကြားမဟုတ်တဲ့အတွက်ဟို100%တော့လက်မခံတာဘူးအဲကျွန်တော်ပြောနေတာကဘာလို့အဲဒီကလေးမလေးအဲ့လိုတွေ့ဆုံမှုအပြီးမှာနည်းနည်းဘယ်လိုကုန်လဲကိုကြီးတဲ့နည်းနည်းလေးပို့ပြီးတော့ကလေးကအားနေလာတဲ့ပုံစံဖြစ်လာပါတော့အဲနေရအဲ့နေရဆိုလို့ရှိရင်အဲဝင်တွေ့ပြီးပြန်ထွက်လာမှကလေးကဂရုဝင်နေတော့ဖြစ်လာတယ်တဲ့ အဲဘာလို့လဲဘာလို့အဲ့လိုမျိုးခေါ်တွေ့တာလဲဆိုရင်ဘာလို့ခေါ်အဲ့လိုမျိုးခေါ်တွေ့တာလဲဆိုတော့မေးလိုက်တဲ့ခါမှာကျတော့ဟိုဘောနော်ဗီဒီယိုမှတ်တမ်းနေဓာတ်ပုံတွေရိုက်မှဆိုလို့ဆိုပြီးတော့ခေါ်တွေ့တာပေါ့ခေါ်တွေ့တာပဲရှိတယ်ဘာမှဖြည့်ရှင်းမိလိုက်တာမျိုးမရှိသေးဘူးတဲ့အခုချိန်ထိအဲ့ဒါတော့ညမှာကျွန်တော်သိရပါဘောနော်တကယ်အခုလက်ရှိဟုတ်တယ်ကလေးမလေးအကြောင်းမတက်တော့ကြောင်းမတက်တော့အခုကလေးမလေးအကြောင်းမတက်တော့ဒီကိစ္စကမနစ်ကဖြစ်တာလို့ လေတချို့ကကျွန်တော်မှမဝင်လာရေးတယ်ဝင်ပြီးတော့အချို့ကြောင့်ပြောပြတာဘာလို့ကုညီပြောပြပြီးတော့သိထားတာလေးတွေဒါပေမဲ့အခုညောင်မြမျိုးကပြောတာကနှစ်လပိုင်းလောက်ကဖြစ်တာပါတဲ့ဒီကိစ္စနှစ်လပိုင်းလောက်ကဖြစ်အခုကျွန်တော်ချောလာမယ်ဆိုလေးလကျော်ပဲရှိအောင်မနော်လေးလလေးလကျော်ကျော်ပဲရှိပါသေးတယ်ဒီကိစ္စတဖက်ကတော့ကြောင်တက်နေဆုံးပဲဟုတ်တယ်ဟိုတဖက်မိဘအတိုင်းဝိုင်းချင်းနေတယ်လေဟိုသိရတော့တော့ သိရပါတယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာကပေးကြတာကတော့ကျွန်တော်ဘက်ကလည်းကျွန်တော်ဘက်ကလည်းကျွန်တော်အတွက် safe အောင် လုပ်ပြီးပြီးလုပ်နေတယ်လုပ်ပြီးသွားရင်ကျွန်တော်သွားမှာ။အဲကျွန်တော်ပြောတဲ့အခြေအနေကိုလည်းကျွန်တော်အဲကျွန်တော်ကိုအခုလိုမျိုးဝိုင်းဝန်းကူညီပြီးအဲဟိုဘယ်လိုကောင်းလဲကူညီပေးနေတဲ့ကူညီပေးနေဆိုကျွန်တော်ကတော့အကြံဉာဏ်ပေးတာတွေ ဟိုဖြစ်ချင်တဲ့စာလေးဝိုင်းတောင်းဆိုတဲ့လူတွေအဲဒီလူတွေကိုကျွန်တော်အကုန်လုံးကျွန်တော်ချပြမယ်အဲကျွန်တော်ခုလိုကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်တင်မယ်အဲတခုပြောချင်တာကကျွန်တော်ဒီဒီကိစ္စကိုအဲကျွန်တော်အားနဲ့အဲကျွန်တော်တတ်နိုင်သမျှဘက်ကနေဒီတတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင်ကြိုးစားမှဖြစ်တဲ့အတွက်ဟိုကျွန်တော်ဟိုပေါ့ အော်မတော်သေးဘူးလားမြန်မြန်သွားလေးပါလေးညာလေးပေါ့နော်အဲအဲ့လိုမျိုးတွေတော့မမတ်ပါနဲ့ကျွန်တော်လည်းကိုကိုချင်းနားလေတယ်ကိုလေးကိုချင်းလည်းစားပါတော့ဒီနေ့တကယ်လို့များအဲကလီမာလီနဲ့အဆက်အသွယ်ရရင်တော့ကျွန်တော်အကြောင်းဆုံးသိရမှာပါအဲကျွန်တော်ကျွန်တော်ဒီကိစ္စကိုကိုကပြောဆိုပဲအကောင်းဆုံး ကျွန်တော်လုံနိုင်တော့ပေါ့လေအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားပြီးလုပ်တော့ပါလို့เนาะအဲဒီဟာလေးကိုကျွန်တော်ကဒါပြောပြတာပါကျွန်တော်ဟိုညာဆိုလိုက်ကလီမာလေးနဲ့ကလီမာလေးဆိုတာကျွန်တော်ကူညီပြီးပြောပြပေးတယ်မြောင်မြောင်ပေါ့ကလီမာလေးဆိုတော့စကားတွေပြောရတယ်เนาะဒီဒီနေ့သူ့ဘက်ကတော့ဒေချောင်လုပ်ပြီးလို့ပြောသွားတယ်ဒါလေးတွေကိုကျွန်တော်ကအဲကျွန်တော်ရဲ့ တကယ်ကြီးမုတ်ဆွေတကယ်ကြီးမိတ်ဆွေအပေါင်းအသင်းတွေကိုကျွန်တော်ဒါကျွန်တော်သိထားရတဲ့ဟာလေးတွေကျွန်တော်သိလိုက်ရတဲ့ဟာလေးတွေကိုကျွန်တော်ပရမအုပ်စုအနေနဲ့ပြောပြချင်ဖြစ်ပါတယ်တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာ